အားလုံးကမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးလည်းမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု Premier League ကလာမယ့်ရာသီမှာတော့တကယ့်ကိုစိတ်ဝင်စားစရာပေါ့လေ Champion League ဝင်ခွင့်ကိုဒီလက်ရှိအတိုင်းဆိုရင်6နေရာတော့ရပါတယ် Champion League ဝင်ခွင့်6နေရာဆိုရင်ဒါ Premier League အတွက်တော့တော်တော်လေးကောင်းတာပေါ့လေကျွန်တော်တို့ကြည့်လာတဲ့ Premier League တန်တန်တစ်လျှောက်မှာ9နေရာတခါမှမရဘူးတခါလာရဘူးတဲ့ Everton က Champion League ဝင်ခွင့်ရတဲ့အချိန်မှာ Liverpool ကအတုံးက2006မှာသူတို့ ဒီ2005မှာသူတို့ champion league champion ဖြစ်တော့သူတို့ကအဆင့်9အောက်ရောက်သွားတယ်ဒါပေမဲ့အဲတုန်းကမဖယ်ပေးရဘူးမဖယ်ပေးရတော့9သိန်းဝင်ခွင့်ရတယ်နောက် Chelsea champion ဖြစ်တဲ့တနေ့ကျတော့ Harry Redknapp ရဲ့ Tottenham ကဖယ်ပေးရတယ်2007မှာအဲအဲ့နောက်ပိုင်းမှာ English club တွေ9သိန်းမဝင်နိုင်ကြဒါပြီးရနေ့က champion league format ကိုစပြောင်းတဲ့အချိန်မှာဒါ CD နဲ့ Bundesliga club တွေ9သိန်းဝင်သွားတယ်အခုဒီနေ့မှာ English club တွေအတွက်6သိန်း ဒါပုံမှန်အဖြစ်တော့ lead position မှာဒီဥရောပပြိုင်ပွဲတွေမှာအင်္ဂလိပ်ကလပ်တွေ performance ကောင်းရင်ကောင်းသလိုတနေရာထပ်တိုးခွင့်က La Liga နဲ့ဒီတစ်ခေါက်ကဒီ Premier League ရသွားပြီ Premier League ကတော့ဒီ Arsenal ကဒီ Real Madrid ကိုနိုင်နဲ့ကွဲပြီးမှ9နေရာကို confirm လုပ်တယ်နောက်တစ်ပတ်မှာ La Liga ထပ်ရတယ်ဆိုတော့ La Liga က9သင်း Premier League က9သင်းမှာအခု Premier League က6သင်းရမယ်အခွင့်အရေးရှိသွားပြီအဲ့ဒါကဘာလဲဆိုတော့ Europa League Final ဆိုတော့ Europa League Final က Manchester United အသင်းနဲ့တစ်ဖက်ကတော့ဒီ Tottenham Hotspur ဘာလို့ဆိုတော့ Man United ကအဝေးကွင်းနိုင်လိုက်တဲ့အတွက်အထူးသဖြင့် Athletic Club ကဒီပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းတွေကတသင်း La Liga မှာဆို16ကိုပဲပေးရတယ်တကယ်ကိုကောင်းတဲ့ခံစားတော့သူတို့အိမ်ကွင်းမှာဒါပေမဲ့ Manchester United ရဲ့ဒီရသည်ဥရောပဖော်ကလည်းတော်တော်လေးကြောက်ဖို့ကောင်းတယ်ခြေစွမ်းအရန်ကောင်းတယ်ရန်တည်ငြိမ်တယ်ဒါ floppy moment တွေရှိတာမှန်ပြီမန် United ကဥရောပမှာဆိုတော်တော်လေးတော့ solid ဖြစ်တဲ့အသင်းလို့ပြောလို့ရတယ်။အဲ့မှာအခု United က AECC ပဲဒါအခုလက်ရှိမှာအဝေးခွင်မှာ Athletic Club ကို၃ဂိုးပြတ်တော့နိုင်တာ။ Bruno Fernandes ဆိုရင်အခု Europe UEFA Europa League ရဲ့ top goal ဆိုတာ9ဂိုးတော့ဒါသူ9ပွဲကစား9ဂိုးအတွင်းနဲ့ပြီးတော့အဲ့ဒီ joint top goal ဆိုတာဖြစ်လာတယ်။ Real Sociedad နဲ့ပွဲမှာ hat trick ရတယ်။ဒီနေ့ပွဲမှာလည်းကို hat trick ရမယ် chance တွေရှိတယ်။ဒါပေမဲ့ ဂိုးမရသွားခဲ့သည့်တိုင်အောင်အခုလက်ရှိမှာ United က3ဂိုးပြတ်ဆိုတော့သူတို့က final ကိုချီတလန့်လှမ်းသွားပြီဗျာတေချာတော့ရှိသွားပြီဘာလို့ဆိုတော့ away ကွင်းနိုင်တဲ့တော်စပါးကအင်ကွင်းမှာ3-0နဲ့3-1ဖြစ်သွားတော့ဒုတိယကြောင်းနည်းနည်းလေးခံရမယ်ဆိုတော့စပါးနဲ့ Man United က final တက်မယ်တက်ဖို့တေချာတော့ရှိတယ် Manchester United နဲ့ Spurs အနိုင်ရတဲ့အသင်းက Ultimate Prize Champions League ဝင်ခွင့်အတွက်ရမယ်ဆိုတော့ Champions League ဝင်ခွင့်က6နေရာ 6เนี่ยဆိုတော့အခု Premier League ကအခုလက်ရှိမှာ Liverpool Champion ဖြစ်ပြီ Liverpool ရဲ့ Arsenal ကျွန်တော်ထင်တော့ Manchester City တေချာပေါက်တက်တရာတက်တရာရဖို့များတယ်ဒါ Man City ပေါ့လေကျွန်တော်ဘာလို့ဆိုတော့ Forest ရှောင်းလိုက်တဲ့အချိန်မှာ Newcastle ကတော့အခုလောလောဆယ် current တက်တရာဆိုမဲ့သူ့ရဲ့ feature လည်းတော်တော်လေးကျက်တဲ့အခြေအနေကြောင့် Liverpool Arsenal now Man City ပေါ့လေဒါတော့မှ Newcastle နဲ့ Arsenal ၅ဘတ်ပဲကွာတယ်ဒါပေမဲ့ Liverpool Arsenal Manchester City ီးတာနဲ့ Newcastle probably ဖြစ်နိုင်တယ်အဲ့နေရာမှာလက်ကျန်နေထားရ Chelsea ရဲ့ Forest ကအာဆွန်လာရဲ့တုံးတင်လူရမယ်ဒါပေမဲ့ Newcastle လည်းဒီတစ်ပတ်မှာသူတို့ Brighton ကိုသူတို့ရှုံးလို့မရရှုံးလိုက်သူတို့လည်းတိုင်ပတ်သွားနိုင်တယ်သူတို့လည်းတိုင်ပတ်သွားမယ်အခြေအနေအဲကြောင့် Newcastle က Brighton ကိုတော့နိုင်ရင်သူတို့ခြေရင်တော်လေးကောင်းမယ် Chelsea ကတော့နည်းနည်းကန်ကောင်းသွားတာက Champion ဖြစ်သွားတဲ့ Liverpool ကြောင့်သူတို့နည်းနည်းတော့အာရော့သွားတဲ့ Liverpool အခြေအနေကြောင့်သူက AC ဖြစ်သွားနိုင်တဲ့အခြေအနေမှာအခုလက်ရှိနေထားရ အင်္ဂလိပ်ကလပ်က၅သင်းမှာဒါလီဗာပူးအာစနယ်မန်စီးတီးဒါညူကာဆယ်ချယ်လ်စီကျွန်တော်ထင်တော့ Forest ချန်ကဲလောက်တယ် Forest ချန်ကဲမယ်လို့ထင်ပြီးတော့ဒီ၅သင်းမထိုက်တယ်ပါနဲ့ပြီးတော့ Champion League Champion က Tottenham Hotspur နဲ့နောက်တစ်ဖက်ကဘယ်လိုပြောမလဲဒီ Manchester United ဆိုတော့ကြီး၆ကြီးမှာကျွန်တော်၅သင်း Champion League ဝင်ခွင့်ရကောင်းရနိုင်ပြီဆိုတော့ Man United နဲ့ Spurs ကတသိမ်းပဲကြံပါဗောလေသူတို့နှစ်သင်းကဒါ Premier League မှာဆိုရင် Man United ကအဆင့်၁၄39မှ ထော်နန်ကအဆင့်16 39မှာပြပလီမှာဆိုးွားနေပြီပဲသူတို့နှစ်သင်းဒါတဏီရရမယ်နောက်ထပ်ထူကြတာကသူတို့တွေကနိုင်ရတဲ့အသင်းကထပ်ပြီးတော့သူတို့စူပါကတ်ထက်ခံရမယ်နောက်ဟိုဘက်ကချယ်ဆီကချယ်ဆီရဲ့ကျွန်တော်ချယ်ဆီကိုစဉ်းစားတာပေါ့လေသူတို့ကွန်ဖရင့်စီရသွားလေယူရိုပါလီစပို့စ်ကတေချာပေါက်ပဲဆိုတော့သူတို့ကတိတ်မထူးကြဘူးသူတို့ချန်ပီယံလိဝင်ဝင်ရရင်ပြဿနာမရှိဘူးနောက်ယူကာဆယ်ကယူရိုပါလီရထားပြီးသားဆိုတော့ယူရိုပါလီဝင်ဝင်ရတယ်ဆိုတော့သူတို့ကလည်းသူတို့ချန်ပီယံလိဝင်ဝင်အတွက်ဘာဖြစ်ဖြစ်အင်္ဂလိပ်ကလပ်6တင်းချန်ပီယံလိဝင်ဝင်ရတယ် တော်တော်လေး strong ဖြစ်တဲ့အထဲမှာပါသွားပြီးတော်တော်ကောင်းသွားပြီးဒါလာမယ့်ရာသီမှာဒါအင်္ဂလိပ်ကလပ်6တင်းရဲ့အားသာချက်ကတော့တော်တော်လေးကြီးကောင်းတယ်ဒါကျွန်တော်တို့6တင်းတစ်ခါမှမဝင်ဘူးเนาะမနစ်ကစီးရီကအဲ့လို6တင်း chance ရှိတယ်အတ္တလန္တာကအဆင့်9အောက်ဆင်းလိုက်တာနဲ့ Champion League Roma ကျော်လိုက်ရင်အတ္တလန္တာအဆင့် Europa League Champion အနေနဲ့တို့တဲ့6သိန်းဝင်ဝင်ရမယ်ဒါပေမဲ့အတ္တနာကသူ့လို့သူ့လို့သွားတယ်တော်မနစ်ကစီးရီက9သိန်းပဲဝင်တယ်ဆိုတော့အင်္ဂလိပ်ကလပ်တွေကဒီရသေးမှာ record breaking 6သိန်းထိ ေးကြတယ်လေအော်တို9သိန်းရတာပြအဲ့တော့မှ United Nets ပါပဲတက်မှာဆိုတော့6သိန်းတေးကြပေါ့ရပြီးတော့ဒါဟာစံချိန်သစ်တစ်ခုဖြစ်လို့မှာပါအားလုံးကျေးဇူးတင်ပါတယ်ဆို question ကအဲ့6သိန်းဥရောပ champion league မှာ champion ဖြစ်နိုင်တာအားလုံးကျေးဇူးတင်ပါတယ်